ာပါရှင်အောက်တိုဘာလ9ရက်ဗုဒ္ဓဘူးနေ့ VOA TV သတင်းတော်အစီအစဉ်စတင်ပါပြီ VOA မြန်မာ TV သတင်းတော်အပအဝင် VOA အရှရွေးမြင့်တန်ကြားအစီအစဉ်တွေကိုအရှဆက်ပြီးဂျူလူကနေပြီးတော့နေ့စဉ်24နိုင်ပတ်လုံးထုတ်လွှင့်ပြီးနေပါတယ် နေ့စဉ်မနေ့ခွန်နိုင်တိုင်းမှာမြန်မာပိုင်းအစီအစဉ်အသစ်ကိုတင်ဆက်ပေးပြီးတော့နောက်တစ်နေ့မနေ့အစီအစဉ်အသစ်မပြောင်းခင်ချင်းချိန်ချင်းထပ်မံထုတ်လွှင့်ပေးပြီးပါတယ်။ VOA ရဲ့နိုင်ငံတကာသတင်းတွေဒေသတွင်းနိုင်ငံတွေရဲ့ VOA အစီအစဉ်တွေဟောလိဝုဒ်အပါအဝင်ဂီတမှုပညာဖျော်ဖြေအစီအစဉ်နဲ့အင်္ဂလိပ်စာသင်ခန်းစာအစီအစဉ်ကိုလည်းကြည့်ရှုနိုင်ပါတယ်ရှင်။ဒီကနေ့အစီအစဉ်မှာတော့ဒီအာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကိုတည်ဝင်ရယူမဲ့မြန်မာဆွေရသမ္မတဦးသိန်းစိန်လူနန်းနိုင်ငံအာဆီယံ TPP စီဝေးကိုတက်ရောက်နေတဲ့သတင်း။နောက်မြန်မာနိုင်ငံမှာအကြီးဆုံးနိုင်ငံတကာမာရသွန်ပြည်ပြိုင်ပွဲကြီးကျင်းပမဲ့အစီအစဉ် ်အမေရိကန်ဒေါ်လာ100ရန်ငွေစက်ကူအစ်စ်တွေထပ်မံထုတ်ဝေနေပြီဆိုတဲ့သတင်းနဲ့အမေရိကန်စိုးရရဲ့လုပ်ငန်းဆောင်တာတွေတစိမ့်တစ်ပိုင်းအဖြစ်ရက်ဆိုင်နေစေဖြစ်ပြီးတော့ Republican နဲ့ Democrat ကြားဆင်းဆက်ညှိနှိုင်းနိုင်ချေသမ္မတ Obama ရဲ့ပြောဆိုချက်တွေကိုရှုစားကြရမှာပါရှင်လူနိုင်ငံနိုင်ငံမှာကျင်းပတဲ့23ကြိမ်မြောက်အာဆီယံထိပ်သီးဆွေးနွေးပွဲကိုတက်ရောက်ဖို့အတွက်သမ္မတဦးသိန်းစင်ဟာမနေ့ကလူနိုင်ငံနိုင်ငံကိုရောက်ရှိပါရတယ် ဒီစည်းဝေးမှာမြန်မာနိုင်ငံအနေနဲ့2014ခုနှစ်အာဆီယံအလှည့်ကျဥက္ကဋ္ဌရာထူးကိုတရားဝင်လက်ခံရယူမှာဖြစ်ပါတယ်။မြန်မာဆွေရဘက်ကပြင်ဆင်ထားတဲ့အလှည့်ကျဥက္ကဋ္ဌရာထူးအတွက်ဒီပြင်ဆင်ထားတဲ့ဗီဒီယိုမှတ်တမ်းတူကိုပြသဖို့အတွက်စီစဉ်ထားသလိုပဲထိပ်သီးဆွေးနွေးပွဲပိတ်ပွဲနေ့မှာသမ္မတဦးသိန်းစိန်ဟာအလှည့်ကျဥက္ကဋ္ဌရာထူးလက်ခံတဲ့မေကွန်ပြောဖို့စီစဉ်ထားတဲ့အကြောင်းမြန်မာအရာရှိတွေဘက်ကပြောပါတယ်။သမ္မတဦးသိန်းစိန်ရဲ့ဖွဲ့ဟာနေပြည်တော်ကနေပြည်တော်ဒီဘရူနိုင်းနိုင်ငံဘန်ဒါဆရီဘီကာဝမ်မြို့တော်ကိုမနေ့ကညနေပိုင်းကရောက်ရှိသွားပါတယ်။ မြန်မာနိုင်ငံအနေနဲ့အာဆီယံဖွဲ့ဝင်ဖြစ်လာပြီးဒီ16နှစ်ကြာတော့မှလှည့်ကျဥထရာထူးကိုပထမဆုံးအကြိမ်ဖြစ်တဲ့လက်ခံရယူမှာဖြစ်ပါတယ်။ကျောကချမ်းသာပြီးတော့ညင်းညမ်းတဲ့အတိုက်ဝန်းစီကိုတူညီတက်လှမ်းဖို့ဆိုတဲ့ဆောင်ပုတ်ကိုလှည့်ကျဥထတောင်းယူမဲ့မြန်မာနိုင်ငံကဆောင်ပုတ်ဖြစ်နေဆွဲကင်ထားပါတယ်။ဘရူနိုင်းနိုင်ငံမှာကျင်းပမဲ့အာဆီယံထိပ်သီးဆွေးနွေးပွဲကိုအမေရိကန်သမ္မတဘရက်အိုဘားမားတက်ရောက်ဖို့စီစဉ်ထားပြီးမဲ့ခီးစဉ်ဖြတ်သိမ်းလိုက်ပြီးတော့အခုဒီအမေရိကန်နိုင်ငံခြားဝန်ကြီးဂျွန်ကယ်ရီကတက်ရောက်မှာဖြစ်ပါတယ်။ မြမအစိုးရပြည်ထောင်စုငင်းညာရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကိုယ်စားလှယ်ရေးအကြားငင်းညာရေးဆွေးနွေးပွဲကိုမနေ့ကဆက်လက်ကျင်းပပြီးတော့မေလနောက်ပိုင်းဖြစ်ထွန်းတိုးတက်မှုတွေကိုတုံ့တက်ခဲ့တယ်လို့အပြည့်အခက်ရဲစဲရေးစောင့်ကြည့်လေ့လာရေးကော်မတီဖွဲ့စည်းဖို့လည်းအဓိကဆွေးနွေးခဲ့တဲ့အကြောင်းဆွေးနွေးပွဲမှာပါဝင်သူတွေကပြောဆိုပါရတယ်။ ကချင်ပြည်နယ်မြစ်ကြီးနားမြို့မကြွယ်ခမ်းမမှာမနေ့တုန်းကဆွေးနွေးပွဲကျင်းပတာဖြစ်ပါတယ်။ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီဒုဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက KIO နဲ့နောက်ဆုံးတွေ့ဆုံခဲ့တဲ့မေလဆွေးနွေးပွဲနောက်ပိုင်းမှာနှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှုတွေရော့သွားခဲ့တယ်လို့ဆိုပါတယ်။ ဒါအပြင် KIO ရဲ့ technical advisory team လို့ခေါ်တဲ့လုပ်ငန်းညှိနှိုင်းရေးအဖွဲ့ရုံးဖွဲ့နေနိုင်ခဲ့တာဒီအဖွဲ့နဲ့နှစ်ကြိမ်ဆွေးနွေးခဲ့တဲ့အကြောင်းတွေနဲ့ကချင်နိုင်ငံရဲ့အကျဉ်းသား35ယောက်ကိုလည်းမြန်မာအစိုးရဘက်ကပြန်လွှတ်ပေးခဲ့တဲ့အကြောင်းကိုဝင်ကြီးဦးအောင်မင်းကပြောဆိုသွားခဲ့ပါတယ်။ KIO ကိုယ်စားလှယ်အဖွဲ့ရဲ့ခေါင်းဆောင်ဦးစွန်လွတ်ကန်ကတော့နှစ်ဖက်သဘောတူထားတဲ့အတိုင်းစစ်ရှိန်လျှော့ချဖို့နောက်အပြန်အလှန်တိုက်ခိုက်မှုတွေရောကြရေးဟာပြီးပြည့်စုံမှုတော့မရှိသေးဘူးလို့ပြောဆိုသွားပါတယ်။ဆွေးနွေးပွဲမှာကုလသမဂ္ဂအထူးကိုယ်စားလှယ်မစ္စတာနမ်ဘီယာ တရုတ်နိုင်ငံဘက်ကတန်အရာရှိတွေအပြင်ကချင်ဒေသခံစာပေနဲ့ယဉ်ကျေးမှုအဖွဲ့ကိုယ်စားလှယ်တွေလည်းလင်းလာသူတွေအဖြစ်နဲ့တက်ရောက်ခဲ့ပါတယ်ရှင်။နိုင်ငံချင်းသားတွေကိုနောက်ထပ်လှုပ်ဖို့လူငင်းချသာငွေအမေကိုမြန်မာစစ်ရကအင်ကာနီကထုတ်ပြန်ခဲ့ပြီးမနေ့ကတော့ဒီတိုင်းသားအများစုပါတဲ့နိုင်ငံပုံမှန်နဲ့ဖန်စီထင်းသိမ်းခါသူ96ဦးကိုပြန်လှုပ်ပေးလိုက်ပါတယ် မနေ့ကလွတ်လာသူအများစုဟာလက်ကျန်နိုင်ငံကြီးသားများစီစီကော်မတီကပြန်လွှတ်ပေးဖို့အတွက်တင်ပြထားတဲ့စီရင်ချက်ကဖြစ်ပြီးတော့နိုင်ငံပုံမှန်နဲ့ဖန်ဆီးထိသိမ်းခံထားကြရသူတွေဖြစ်ပါတယ်။လွတ်မြောက်လာသူတွေဟာဒီကလေးမိထီလာမြောင်းမြဗမော်မြကြီးနာကျိုင်းတုံလာရှူစရတီမြန်မာနိုင်ငံအနှံ့ကကျင်းတော်တွေမှာဖန်ဆီးထိသိမ်းခံခဲ့ရသူတွေဖြစ်ပါတယ်။အစ်စိန်ချင်းတော်ကပုဂ္ဂိုလ်တူလည်းပါပါတယ်။နိုင်ငံကြီးသားစီစီကော်မတီကပြုစုထားတဲ့စီရင်ရဆိုရင်ခုချိန်ထိနိုင်ငံကြီးသား100ကျော်ရှိနေသေးတယ်လို့ဆိုပါတယ်။ ဖမ်းဆီးမှုတွေလည်းဇက်တိုက်ပြုလုပ်နေသေးတယ်လို့ဆိုပြီးတော့နိုင်ငံချင်းသားကူညီဆောက်ရှောက်ရေးတင်ကပြောဆိုပါရတယ်။မြန်မာဆွေကတော့ဒီနှစ်ကုန်မှာယုံကြည်ချက်ကြောင့်ကျင်းကြခံရသူအားလုံးကိုလှုပ်ပေးမှဖြစ်တဲ့အကြောင်းတော့ပြောဆိုထားပါရခင်ဗျာ။ အင်ဒိုနီးရှားနိုင်ငံမှာကျင်းပတဲ့အာရှပစိဖိတ်နိုင်ငံတွေရဲ့ APEC အစည်းအဝေးဟာမနေ့တုန်းကပြီးဆုံးသွားပြီဖြစ်ပါတယ်။ဒေတာရဲနိုင်ငံတွေကြားစီးပွားရေးပူးပေါင်းဆောင်ရွက်မှုကိုခုထက်ပိုပြီးတော့ပူးတွဲလှုပ်ဆောင်နိုင်မှာဖြစ်တဲ့အကြောင်းအစည်းအဝေးတက်ရောက်လာတဲ့ခေါင်းဆောင်တွေကခရီးပေးပြောဆိုလိုက်ကြပါတယ်။ရိုင်းနဲ့နေတဲ့ကမ္ဘာစီးပွားရေးပြန်ပြီးတော့နလန်ထူလာစေဖို့အတွက်အခုလိုမျိုးအာရှပစိဖိတ်ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေကအထောက်အကူပြုနိုင်လိမ့်မယ်လို့အစည်းအဝေးအပြီးထုတ်ပြန်တဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။အင်ဒိုနီးရှားနိုင်ငံဘာလီအပန်းဖြေစခန်းမှာ နှစ်ရက်တာကျင်းပခဲ့တဲ့ထိပ်သီးအစည်းအဝေးဟာအောင်မြင်မှုရှိခဲ့တဲ့အကြောင်း အင်ဒိုနီးရှားသမ္မတဆူစီလိုဘန်ဘန်ယိုဟိုယွန်းတို့ကပြောဆိုလိုက်ပါတယ်ဒေတာရင်းမှာစားနပ်ရိက္ခာစွန့်အင်နဲ့တောက်တုံးရီပြဿနာမပေါ်အောင်ကာကွယ်ရေးအတွက်လှုပ်ဆောင်သွားမှာဖြစ်တဲ့အကြောင်းလဲအာရှပစ္စည်းပိတ်ဒေတာရင်းကအဖွဲ့ဝင်22ဖွဲ့ပါဝင်တဲ့အေပတ်အဖွဲ့ရဲ့ကြေညာချက်မှာဖော်ပြထားပါတယ်အခုကျင်းပတဲ့အစည်းအဝေးကနေ TPP လို့ခေါ်တဲ့ American ဥဆောင်တဲ့ဒေတာရင်းကုံတွယ်မှုအဖွဲ့အတွက်သဘောတူညီချက်တွေရဖို့အစစ်မြစ်ဆွေးနွေးမှုတွေလုပ်နိုင်မှုမျှော်လင့်ထားတာလည်းဖြစ်ပါတယ်အမေရိကန်နိုင်ငံသားရဲ့ဝန်ကြီးဂျွန်ကယ်ရီကတော့ TPP အဖွဲ့ထဲမှာပါဝင်တဲ့နိုင်ငံ၁၇နိုင်ငံခေါင်းဆောင်တွေနဲ့မနေ့တုန်းကတွေ့ဆုံခဲ့ပါတယ်ရှင်။အမေရိကန်ဆူရရဲ့လုပ်ငန်းဆောင်တာတွေဒစိမ့်တပိုင်းအဖြစ်ရဆိုင်နေပြီးတော့ဆူရဘန္နာကြီးအရာဆက်လက်လဲပတ်ဖို့အတွက်ချင်းငွေတိုင်းတာဆက်ပြီးတော့တိုးမြင့်ရေးကိစ္စမှာ Republican တွေဘက်ကချင်းချောက်မှုတွေရှိနေပေမဲ့သူ့ဘက်ကတော့စိစက်ညှိနှိုင်းမှာမဟုတ်ဘူးဆိုပြီးတော့သမ္မတဥပမာကပြောဆိုလိုက်ပါတယ်။ In order for one side uh, to think that it, they're going to have a little more leverage in those negotiations. Uh, last point I'm going to make. ဖီမာလို့ခေါ်တဲ့ဒီဘ ਹੁ အစုအရေးပေါ်စီမံရေးဌာနအရာရှိတွေနဲ့ဝါရှင်တန်မြို့တော်မှာမနေ့ကတွေ့ဆုံတဲ့ချိန်တမန်ဥပမာကသူ့ရဲ့သဘောထားကိုပြောဆိုခဲ့တာပါ။အရေးပေါ်စီမံရေးဌာနဟာဒီအစုအလုပ်ငန်းတွေရပ်ဆိုင်ထားတဲ့အတွက်ဝန်ထမ်းအတော်များများကိုအလုပ်ကယာယီရပ်ဆိုင်ထားရတဲ့ဌာနတစ်ခုလည်းဖြစ်ပါတယ်။ တနအိုဘားမားကသူနဲ့ Republican တွေကြားတွေ့ဆုံပြီးတော့ဒီကျယ်ပြန့်တဲ့ဗန္ဒားရေးဆိုင်ရာကိစ္စရပ်တွေကိုဆွေးနွေးနိုင်တဲ့အကြောင်းဒါပေမဲ့အစိုးရအသုံးစိတ်ကိုဘာတတ်မှတ်ချက်ဘာနှောင့်ကျိုးမှာပါလဲအတီးပြုတ်ချက်လွတ်တော်ကနေပြီးတော့အတီးပြုတ်ပြီးမှသာဆွေးနွေးနိုင်မယ်လို့ဆိုပါတယ် Republican တွေအနေနဲ့ကိုယ့်ရဲ့နိုင်ငံယူဝါဒကိုအခြေခံတဲ့တစ်ဖက်သက်တောင်းဆိုမှုတွေကိုရပ်ဆိုင်ဖို့နဲ့အစိုးရလုပ်ငန်းတွေရပ်ဆိုင်ထားတဲ့အတွက်ထုတ်လွှင့်အကြံတွေကြုံရတဲ့ခြေအနေကကြော်လွန်အောင်လှုပ်ဆောင်ဖို့တနအိုဘားမားကနေပြီးတော့တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ Republican တွေဘက်ကတော့ဒီတိုင်းပြည်မှာစီးပွားရေးအကြီးကျယ်အနေနဲ့ကြုံရနိုင်တဲ့အနေအထားဟာ Republican တွေကြောင့်မဟုတ်ဘဲနဲ့သမရဥပမာကြောင့်ဖြစ်တယ်ဆိုပြီးတော့တုံ့ပြန်ဆွဆွဲပြောဆိုထားပါတယ်။2013ခုနှစ်အတွက်ယူပဗေဒဆိုင်ရာနိုဘယ်ဆုကို Belgium နိုင်ငံသား François Hollande နဲ့ဗြိတိသျှနိုင်ငံသား Peter Higgs တို့ကိုနိုဘယ်ဆုရွေးချယ်ရေးကော်မတီကဆုချီးမြှင့်လိုက်ပါတယ်။ အက်ကလတ်နဲ့ဟစ်စတိုဟာကဘာအပါဝင်စက်ကြဝဠာကြီးဖြစ်လာစေတဲ့အခြေခံအကြဆုံးအမှုံလေးတွေဘလို့ဖြစ်ပေါ်လာတဲ့ဆိုတဲ့ဖြစ်စဉ်ကိုနားလည်အောင်ဖော်ထုတ်ရှင်းပြနိုင်အောင်မို့ သူတို့ကိုစုပေးဖို့ကော်မတီကရွေးချယ်လိုက်တာလို့ဆိုပါတယ်။သူတို့နှစ်ဦးဟာ his particle ကိုခေါ်တဲ့အခြေခံအကြဆုံးအမှုန်လေးတွေကိုစတင်ဖော်ထုတ်နိုင်သူတွေအဖြစ်ကြော်ကြားပါတယ်။ဒီအမှုန်ကိုကဘာပါဝင်စကြဝဠာကြီးဖြစ်လာစေတဲ့ God particle ဖန်ဆင်းရှင်အမုံလို့လည်းခေါ်ဆိုကြပါတယ်။အမုံနေနဲ့ပတ်သက်တဲ့ယူပဗေဒဘာသာရဲ့အတွက်အခြေခံအကြဆုံးသဘောထားတစ်ရက်လည်းဖြစ်ပါတယ်။အင်္ဂါနေ့နိုဘယ်ဆုကြော်ညာရမှာတော့ တမတ်ချိန်ထက်တနာရီလောက်နောက်ကျခဲ့ပေမဲ့ဘာကြောင့်နောက်ကျရတယ်ဆိုတာကိုတော့ Nobel Committee ကထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ဆေးပညာသိပ္ပံစာပေနောက်ငြိမ်းချမ်းရေးအတွက် Nobel ဆုတွေကို1900ခုနှစ်ကတည်းက Dynamite ကိုတည်ထွင်ခဲ့သူ Alfred Nobel ရဲ့ဆန္ဒနဲ့အညီနှစ်စဉ် Nobel ဆုရွေးချယ်ရေးကော်မတီကဆုတွေကိုရွေးချယ်ချီးမြှင့်လေးရှိပါတယ်ရှင်။ ဟောင်ကောင်မှာကျင်းပတဲ့ရန်နာပစ္စည်းလီလန်တင်ရောင်းချပွဲမှာကျုပ်အသေးစားရွယ်စိန်ဖြူတလုံးကိုအမေရိကန်ဒေါ်လာ28တန်း3သိန်းနဲ့မဏိကရောင်းချလိုက်ရပါတယ်။တရား18ကာရက်ရှိတဲ့အာဖရိကဆင်ကိုဝယ်ယူဖို့တယ်လီဖုန်းနဲ့တဆင့်လီလန်ဆွဲတဲ့သူနှစ်ယောက်မဏိကအပြန်ဆိုင်ဈေးပြန်ပြီးပြီးတော့လီလန်ဆွဲခဲ့ကြပါတယ်။6မိနစ်ကြာတဲ့အချိန်မှာတယောက်ကရှော့ပေးလိုက်ပြီးတော့ကြံတယောက်ကဒေါ်လာ28တန်းကျော်နဲ့ဝယ်ယူလိုက်တာပါ။ ပြီးခဲ့တဲ့မေလဂျနီဗာမှာကျင်းပတဲ့ Christine Dylan ပွဲမှာစင်ဖြူတစ်လုံးကိုဒေါ်လာ16.8တန်းနဲ့ရောင်းချခဲ့ပြီးအခုဒီဟောင်ကောင်မှာရောင်းလိုက်တဲ့စင်ဖြူကဈေးနှုန်းအစ်တနဲ့စံချိန်တက်တင်လိုက်တာဖြစ်ပါတယ်။မနေ့ကလီလံပွဲမှာဒေါ်လာ16တန်းတသိန်းနဲ့ရောင်းလိုက်ရတဲ့9.6ကရက်ရှိတဲ့အပြာရောင်စိန်တစ်လုံးကိုလည်းလူများကထူးအာရုံစိုက်ခဲ့ကြပါတယ်။လီလံပွဲမှာရောင်းချတဲ့အဖြူနဲ့အပြာစိန်နှမျိုးစလုံးမျောလင့်ထားတဲ့လောက်ဈေးများခဲ့ဘူးလို့လီလံရောင်းချသူတွေကတော့ပြောပါတယ်ခင်ဗျာ။ အမေရိကန်ဒေါ်လာငွေစက်ကူ100ရန်အစ်စ်ကိုမနေ့တုန်းကအမေရိကန်ပြည်ထောင်စုမှာတရားဝင်စတင်ထုတ်လိုက်ပါပြီ။အခုငွေစက်ကူ100ရန်အစ်စ်မှာအရင်တုန်းကရာဒန်တွေပုံစံမျိုးအသွင်ပြင်တူပေမဲ့အတုထုတ်လုပ်နိုင်မှုကိုဟန်တားနိုင်မှုအမှတ်အသားတွေအစ်စ်တွေထည့်သွင်းထားပါဗျ။လက်ရှိသုံးနေတဲ့ငွေစက်ကူ100ရန်လိုပဲအခုအစ်စ်မှာလည်းလွန်ခဲ့တဲ့နှစ်နေရာလောက်ကပေါ်ပေါက်ခဲ့တဲ့အမေရိကန်ဒေါ်လာရဲ့ခေါင်းဆောင်ဘင်ဂျမင်ဖရန်ကလင်ရဲ့ပုံကိုပဲ ဖော်ပြထားတာပါဘင်ဂျမင်ဖရန်ကလင်းရဲ့ပုံနဲ့အတူအထူးအမှတ်အသားဒေါင်လိုက် ribbon အပြာလိုင်းလေးတစ်ခုပါပြီးတော့အဲ့ဒီ line ပေါ်မှာတရားဆိုတဲ့သင်္ကေတကိုရေးထားပါတယ်။ရာတန်ကိုကင်လိုက်တဲ့အနေထားကိုလိုက်ပြီးတော့အယောင်ပြောင်းနိုင်တဲ့လွတ်လပ်ရေးခေါင်းလောင်းပုံကိုလည်းရာတန်အစ်စ်မှာထည့်သွင်းထားပါတယ်။တခြားတစ်ဖက်မှာတော့ Philadelphia ပြည်နယ်မှာရှိတဲ့လွတ်လပ်ရေးခန်းဆောင်ပုံပါဝင်ပါတယ်။ဒေါ်လာငွေစက်ကူတရာတန်ဟာ American ငွေစက်ကူတွေထဲမှာ ကမ္ဘာဗန်တွေမှာအတုံးများဆုံးငွေဆက်ကူဖြစ်ပါတယ်။ငွေတန်ဖိုး10ဘီလီယံကျော်ထဲမှာထောက်ဝက်ကျော်3ပုံ2ပုံလောက်ဟာအမေရိကန်ပြည်ထောင်စုရဲ့ပြင်ပမှာလဲပတ်နေပါတယ်။အမေရိကန်ငွေဆက်ကူအတုထုတ်လုပ်နိုင်မှုတွေကိုပို့ပြီးတော့ခင်မီတိုးတက်လာတာကိုတစ်ဖက်မှာတံပြန်နိုင်မှုအတွက်အခုလိုမျိုးအစ်စ်ထုတ်ဝေပေမဲ့အရင်တုန်းကငွေဆက်ကူတရာတန်ဟောင်းတွေကိုအသုံးပြုတာကိုလည်းဆက်လက်လက်ခံမှာဖြစ်တဲ့အကြောင်းအမေရိကန်အရာရှိတွေကပြောပါတယ်။ ကိုသားရဲ့ဒီအမေရိကန်ပြည်တော်စုရဲ့နယူးယောက်ပြည်နယ်ကစတိုးဆိုင်တစ်ခုမှာဈေးရောက်တဲ့စရေးတစ်ယောက်ကနေချင်းညာချင်းနမ်းမကျော်ဓာသမဆိုပြီးထင်ရှားသွားတယ်တဲ့ဟုတ်တယ်ဗျဒီသူ့ရဲ့ဆိုင်ရက်ကိုတနက်ကင်လာလို့ရဓမြောက်ကိုဓာနဲ့ပြန်ပြီးတော့ခုခံခဲ့တာဗျနယူးယောက်ပြည်နယ်ဆာဖော့ကောင်ကြီးရဲတွေကပြန်ပြတဲ့လုံခြုံရေးကင်မရာထဲမှာတော့ဒီပြန်တွေ့ရတဲ့ဗီဒီယိုပုံတွေထဲမှာနင်းဖုံးစွတ်တနက်သမဆိုင်ထဲကိုဝင်လာတယ်တနက်နေ့တော်မှာချင်းချောက်ပြီးတော့ပြစ်လိုက်သေးရဲ့ပတ်စပ်ထုတ်ပြီးဖို့တောင်းခဲ့တာဗျဒါမဲ့အဲ့အယောင်ဆေးကပတ်စံကိုပြန်မပေးဘဲနဲ့အဲ့ငွေသိမ်းတဲ့ကောင်တာအောက်ကနေပြီးတော့ဓာတ်ကို ထုတ်ပြီးတော့နောက်ပြန်ပြီးတော့ like ခုတ်လို့အဲ့ဒီတနတ်သမားဓမြကအသက်လူပြီးတော့ပြေးခဲ့ရတယ်လေဟုတ်ပါတယ်ဒီလူရမှုကဒီ September 25ရက်နေ့မှာဖြစ်တာတဲ့အခုတော့ဒီရဲကတလက်ကင်လူရတယ်လို့တန်တရားရှိတဲ့သူကိုလိုက်ရှာပြီးတော့ဖမ်းနေရဗျကဲဆက်ပြီးတော့ဇင်းဆောင်မတွေကိုကြီးကြအောင်ပါဗျခုဆက်လက်ပြီးတော့သတင်းဆောင်မတွေကိုတင်ဆက်ပေးပါမယ် ရန်ကုန်မြို့ရဲ့ကြီးမားဆုံးပြည်ပဆိုင်ရာမာရသွန်ပြိုင်ပွဲကိုဒီလာမယ့်2014ခုနှစ်ဇန်နဝါရီလ19ရက်နေ့ရန်ကုန်မြို့မှာကျင်းပဖို့စီစဉ်နေပါတယ်။နိုင်ငံတကာအဆင့်ကျင်းပမယ့်ဒီမာရသွန်ပြိုင်ပွဲမှာပြည်တွင်းနဲ့နိုင်ငံတကာကပြည်သမားပေါင်း3000လောက်ပါဝင်ဆင်နွှဲကြမယ်လို့မျှော်မှန်းထားပါတယ်။ပြိုင်ပွဲကျင်းပဖို့အတွက်ဒီကျင်းပတဲ့ဒင်းစာရှင်းလင်းပွဲကိုတွားရောက်သတင်းယူခဲ့တဲ့ကုစီသူကနေပြီးတော့ပြန်ပြီးတော့တင်ပြပေးပါမှာပါ။ FMI ကုမ္ပဏီနဲ့ရန်ကုန်စီပင်သာရေးကုမ္ပဏီတို့ပူးပေါင်းပြီးရုံးမရန်ကုန်ပြည်ပဆိုင်ရာမာရသွန်ပွဲတော်ကိုဒုတိယကြိမ်ဖြစ်ရန်ကုန်မြို့မှာကျင်းပမှာဖြစ်ပါတယ်။ပြိုင်ပွဲကျင်းပပြုလုပ်ရတဲ့ရည်ရွယ်ချက်ကိုပြိုင်ပွဲဖြစ်မြောက်ရေးအထွေထွေအတွင်းရေးမှူးမတ်ခင်တူတူကအခုလိုပြောပါတယ်။ဟုတ်ကဲ့ဒီပြိုင်ပွဲကိုအတိတ်ကကျင်းပရည်ရွယ်ချက်ကတော့ကျမတို့အမ်ရန်ကုန်မျိုးစုံမျိုးသားများအားလုံးနဲ့မြန်မာနိုင်ငံသားများအားလုံးနဲ့အတူအပြေးဝါဒနာရှင်တွေအားလုံးအတွက်အားကစားစိတ်တက်ပို့မှုပြီးတော့အမ်ပြင်ကြလောင်းလို့ကျွန်မတို့နှိုးဆော်ပေးခြင်းနဲ့ဆန္ဒပါဝင်ပါတယ် အပြည်ပြည်ဆိုင်ရာမာရသွန်ပြေးပြိုင်ပွဲကိုစီစဉ်ကျင်းပရတဲ့အတွက်မြန်မာနိုင်ငံနဲ့ရန်ကုန်မြို့ရဲ့ပုံရိပ်ကိုပုံမူမြင့်တင်နိုင်လိမ့်မယ်လို့ယုံကြည်တဲ့အကြောင်းရမလုပ်ငန်းစုရဲ့ဥက္ကဋ္ဌဦးသိန်းဝေကပြောပါတယ်။မြန်မာနိုင်ငံတိုးတက်လာတဲ့အချိန်မှာအာကျွန်တော်တို့ရန်ကုန်မြို့မြို့ပဒီတိဆောင်မှုလုပ်ငန်းတခုမှာကျွန်တော်တို့အနေနဲ့အဲ့ဒီလုပ်ငန်းကိုဟိုဝင်းဝင်းဝင်းမြို့ ထောက်ပံ့ပေးနိုင်ပြီးတဲ့အခွင့်အရေးရတာကိုကျွန်တော်အင်မတန်ဂုဏ်ယူအဝမ်းသာပါတယ်။ရန်ကုန်မဲရသွန်ဒီကျွန်တော်တို့ရန်ကုန်မြို့ပမြို့ပြဒီတီထောင်ရေလုပ်ငန်းနဲ့တိုက်ဆိုင်လို့ရှိရင်အင်မတန်ရည်ကြီးတဲ့ဟိုခေစားကူလို့ကျွန်တော်တို့ယူဆပါတယ်။နိုင်ငံတကာမှာလည်းမဲရသွန်ဆိုတာလည်းတော်တော်ဒီအထီးရောက်တဲ့အဲတဲ့ပွဲတစ်ခုပါ။ အခုကျင်းပမဲ့ပြိုင်ပွဲကြောင့်ခီးသွွားလုပ်ငန်းတွေတိုးတက်လာရုံမကကျမရဲ့ဒီပညာပေးရလဲရောက်တဲ့အကြောင်းမခင်တူတူကဆက်ပြောပြပါတယ်ကျမတို့ဒီပြိုင်ပွဲကိုကျင်းပခြင်းအပြင်ကျမတို့ရန်ကုန်မြို့အတွက်နိုင်ငံသားသားဇာရောက်လဲပတ်မှုခီးသွလာမှုပုံပုံများပြပါမယ်လို့ချင်ပါတယ်မျှော်မှန်းပါတယ်ထုံးကြီးတကောင်းပဲ ဒီကျမရေးလိုက်စားခြင်းအဖြစ်အားကစားလိုက်စားခြင်းအဖြစ်ဒီကျမရေးကိုအထောက်အကူပြုရဲဆိုရဲကျမတို့ဘက်ကပြညာပေးရရောက်ပါတယ်အဲ့အတွက်လည်းကျမတို့အမ်ဒီလိုမျိုးအခန်းကဏ္ဍပါဝင်ခွင့်ရရတဲ့အတွက်လည်းကျမတို့ဝင်းမြောက်ကုန်ယူဖြစ်မှာဖြစ်မိပါတယ်2013ခုနှစ်ပြိုင်ပွဲကျင်းပခဲ့ခြင်းကမြို့သားမာရသွန်ပြိုင်ပွဲတွေမှာကညာနိုင်ငံသားတွေပူဆွဲခဲ့ပြီးတော့အမျိုးသမီးမာရသွန်ပြိုင်ပွဲတွေမှာတော့မြန်မာအမျိုးသမီးတွေပူဆွဲခဲ့ကြတာဖြစ်ပါတယ် မနေ့ကပြိုင်ပွဲမှာပြိုင်ပွဲဝင်လူဦးရေတထောင်ကျော်ပါဝင်ခဲ့ပြီးဒီနေ့မှာတော့ပြိုင်ပွဲဝင်ဦးရေ3000လောက်ပါဝင်လာလိမ့်မယ်လို့မျှော်လင့်နေကြပါတယ်။2014ခုနှစ်ဇန်နဝါရီလ19ရက်နေ့မှာပြုလုပ်မဲ့မာရသွန်ပြိုင်ပွဲမှာ42ကီလိုမီတာပြေးရတဲ့မာရသွန်ပြိုင်ပွဲ27ကီလိုမီတာပြေးရတဲ့တဝက်မာရသွန်ပြိုင်ပွဲနဲ့အပျော်တမ်းမာရသွန်ပြိုင်ပွဲတွေကိုထည့်သွင်းရှင်ပြိုင်ကြမှာဖြစ်ပါတယ်။ပြိုင်ပွဲရှင်ပြိုင်လူသူတွေအနေနဲ့ရုံးမရန်ကုန်မာရသွန်ရဲ့အင်တာနက်ဆာမျက်နှာနဲ့ရန်ကုန်မြို့ FMI စင်တာတွေမှာစီးရင်ပေးသွင်းကြရမှာဖြစ်ပါတယ်ခင်ဗျာ။ င်ဒိုနီးရှားနိုင်ငံဘာလီကျွန်းမှာကျင်းပပြီးစီးသွားတဲ့အာရှပစိဖိတ်ဒေသတွင်နိုင်ငံတွေကြားစီးပွားရေးပူးပေါင်းဆောင်ရွက်တဲ့ APEC အဖွဲ့ကြီးရဲ့ထိပ်သီးအစည်းအဝေးမှာတရုတ်သမ္မတအပါအဝင်ဒေသရင်းခေါင်းဆောင်တွေကတက်ရောက်ဆွေးနွေးနေကြမှာပဲ အမေရိကန်သမ္မတကတော့ရက်ဆိုင်ထားတဲ့အစိုးရလုပ်ငန်းတွေပြန်လည်ပတ်ဖို့စ조사နေရတဲ့အတွက်မတက်ရောက်နိုင်ခဲ့ပါဘူး။ဒါကြောင့်လည်းအရှိတောင်အာရှဒေသတစ်ခွင်မှာတရုတ်ရဲ့ဩဇာလွှမ်းမိုးမှုအရေးရောင်တွေပိုကြီးထွားလာပြီးတော့အမေရိကန်တွေရဲ့အင်အားတဖြည်းဖြည်းဆုတ်ယုတ်မဲ့အန္တရာယ်နဲ့ရင်ဆိုင်နေရပြီလားဆိုတာကတော့မေးခွန်းထုတ်စရာဖြစ်လာတာပါ။ဒေါက်ခင်မျိုးသက်ကစူးစီးတင်ပြပေးပါမယ်ရှင်။အာရှဒေသတစ်ခွင်မှာကြည့်ရင်တရုတ်ကမလေးရှားနဲ့ကုန်သွယ်မှုသဘောတူညီချက်အစ်စ်တွေကိုချနိုင်တာကအဆတောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်သင်းမောတွေပြည့်နေပြီးရှေးအင်အားပြနေတာကိုပါကြည့်ရင်တရုတ်ရဲ့ဩဇာလွှမ်းမိုးမှုတိုးလာတဲ့လက္ခဏာတွေ့နေရပါတယ်။ဒေသတစ်ခွင်မှာတရုတ်ကအင်အားကြီးနေရာရောက်လာပြီးအမေရိကန်ရဲ့အင်အားတဖြည်းဖြည်းဆုတ်ယုံမဲ့အန်ဒီယကိုကြုံနေရပြီလားဆိုတာနဲ့ပတ်သက်ပြီးတရုတ်ရဲ့အနာဂတ်အတွက်ချိန်ချောက်မှုများဆိုတဲ့အစအုပ်ကိုရေးသားသူတင်ဘီယက်ချင်ရဲ့အမြင်ကိုကြည့်ရအောင်ပါ။ Well, first of all, of course America is slipping, has slipped ်အဘမမေဂန်ရဲ့ဩဇာကကြာဆင်းခဲ့တယ်လို့အခုဒီလဲတဖြည်းဖြည်းကြာဆင်းနေတာပါမေဂန်ကဘာမှအင်အားအကြီးဆုံးနိုင်ငံတကာနိုင်ငံမဟုတ်တော့သလိုဒီနေရာကိုတရုတ်ရောက်လာဖို့လဲသိမ့်မနည်းဆက်ဘူးလို့ကျွန်တော်စာအုပ်ထဲမှာလည်းရေးခဲ့ပါတယ်။လက်ရှိမှာစူပါပါဝါလို့ခေါ်တဲ့အင်အားကြီးနိုင်ငံဆိုတာကဘာမှရှိမနေဘူးလို့ကျွန်တော်ယူဆသလိုအခုကဘာကြီးကပို့ပြီးတော့ရှင်သန်မှုခက်ခဲလာတယ်လို့လဲနိုင်ငံကြီးတုံးသက်သူတွေက မကြမကြဝေဖန်ကြပါတယ်။ တီအစိုးရအနေနဲ့စူပါပါဝါဖြစ်လာဖို့အတွက်ဤပညာရဲ့ဆံရလိုရင်းနှီးမြှုပ်နှံမှုတွေလုပ်ပြီးစူးစမ်းနေသလားဆိုတဲ့တွက်ဆမှုတွေနဲ့ပတ်သက်ပြီးတီအစိုးရဟာရင်းနှီးမြှုပ်နှံမှုတွေအတွက်ငွေကိုသုံးပေမဲ့အစိုးရဘိုင်းကုမ္ပဏီတွေအတွက်ပဲသုံးပြီးတကယ်သုံးဖို့လိုတဲ့ပုဂ္ဂလိကကုမ္ပဏီတွေကသုံးတာမျိုးမဟုတ်တဲ့အတွက်အကျိုးသက်ရောက်မှုတိတ်မရှိလာဘူးလို့လည်းထောက်ပြပါတယ်။နိုင်ငံခြားကုမ္ပဏီတွေဘက်ကကြည့်ရင်တရုတ်နဲ့တွဲပြီးလုပ်တဲ့စီးပွားရေးလုပ်ငန်းတွေမှာသူတို့ရဲ့ဉာဏ်ပညာတွေကိုထဲထဲဝင်ဝင်မပတ်သက်ချင်ကြတဲ့အတွက် နည်းပညာပိုင်းဆိုင်ရာမြန်မာအောင်လှုပ်ဆောင်ဖို့ခက်ခဲတဲ့အနေအထားကိုရောက်စေတယ်လို့ဆိုပါတယ်။တရုတ်နိုင်ငံနည်းနဲ့တောင်တရုတ်ပင်လယ်ပြင်ထဲမှာစစ်ပင်းစင်မှုတွေလောက်လာတယ်လို့သူ့ရဲ့စစ်တပ်ကိုကြီးထွားအောင်လုပ်နေတာတွေ့ရတာမို့တရုတ်သမ္မတရှီကျင်ပင်ဟာဒီစစ်ရင်နဲ့တရုတ်ကိုကဘာကနေတည်အောင်လုပ်ဖို့အတွက်ကြိုးစားနေတယ်လို့တက်ဆသူတွေရှိနေပေမဲ့တင်ဘီယချန်ကတော့မဖြစ်နိုင်ဘူးလို့ဆိုပါတယ်။ Well, China is gradually expanding its presence in the world. တရုတ်နိုင်ငံကကမ္ဘာတစ်လုံးမှာတဖြည်းဖြည်းနေရာယူလာပါတယ်။ Hillary Clinton နဲ့ Condoleezza Rice တို့ Henry Kissinger တို့လိုပုဂ္ဂိုလ်တွေကလည်းတရုတ်ဟာကမ္ဘာစင်မြင့်ပေါ်မှာနေရာယူလာတယ်လို့ပြောကြပါတယ်။ဒါပေမဲ့တည်တည်ချာချာပြန်ပြီးစဉ်းစားဖို့လိုတာက ကမ္ဘာပြဿနာတွေကိုဂံတွေတဲ့နေရာမှာတရုတ်ဟာဘယ်တော့မှအဓိကကျတဲ့နေရာမှာမတွေ့ရဘူးလို့ကစ်စင်ဂျာကပြောခဲ့ဘူးလို့သူဟာအမေရိကတိုက်နိုင်ငံတွေအာဖရိကနဲ့ဥရောပနိုင်ငံတွေပဲဖြစ်ဖြစ်အော်စတြေးလျနိုင်ငံတွေပဲဖြစ်ဖြစ်ဘယ်တော့မှအရေးမပါခဲ့ပါဘူးသူစစ်တပ်ကလည်းကက်စပီယန်ပင်လယ်ပြင်ကလွင်ပြီးဘယ်မှမချက်နိုင်ခဲ့တဲ့အတွက်ကမ္ဘာစင်မြစ်မှာနေရာတစ်ဖြစ်ဖြစ်ယူလာနေတယ်ဆိုတာမဟုတ်ပါဘူးအခုမှစတာပါအခုလိုအမေရိကန်နိုင်ငံတွေပြဿနာတွေကြုံနေရချိန်မှာတရုတ်ကကမ္ဘာစင်မြစ်မှာကိုတက်နိုင်ဖို့အတွက် ူ့မှာကျုံနေရတဲ့ကြီးမားတဲ့အတားစီကပညာရေးစနစ်လို့လဲထောက်ပြပါဗယ်။အမေရိကန်ကတရုတ်ကိုစီးရဲချက်တွင်နေတယ်ဆိုပြီးဝေဖန်တာရရှိနေပေမဲ့တရုတ်ရဲ့စီးရဲဟာအမေရိကန်ကိုမှီဖို့အတွက်မိုင်းထောင်ချီလိုနေသေးတယ်လို့တရုတ်ကနေတားတယ်လို့ပြောနိုင်တာကကွန်ပျူတာဆိုင်ဘာလှုပ်ရှားမှုလိုမျိုးမှာထိတ်ကိုရောက်နေတာလို့ဆိုပါတယ်။ တရုတ်စစ်တပ်အတွက်အားတာချက်ဟာစိုက်ဘာလှုပ်ရှားမှုတစ်ခုပဲရှိပြီးတခြားနေရာတွေမှာအများရန်နံမနှစ်နေရာမှာပဲရှိနေပါတယ်လို့လည်းပြောပါတယ်။ဒါပေမဲ့တရုတ်ကိုပိတ်ဆက်ဖို့ရှိနေတဲ့ကြွေးမီအမြောက်များတင်နေတဲ့အမေရိကန်နိုင်ငံရဲ့စီးပွားရေးကိုတရုတ်ကအနီးကစောင့်ကြည့်နေပါတယ်လို့ APEC အစည်းအဝေးမှာတရုတ်ဗန်နိုင်းဝန်ကြီးကပြောကြားခဲ့ပါတယ်။ မေဂန်ဆိုးရရဲ့လုပ်ငန်းတချို့ရပ်ဆိုင်းထားတဲ့အတွက်အာရှထိပ်သီးစည်းဝေးတွေကိုတက်မဲ့စီစဉ်တွေကိုဖျက်လိုက်ရတဲ့သမ္မတဘရက်အိုဘားမားကစားနိုင်ငံကျိုင်းဝန်ကြီးဂျွန်ကယ်ရီကစာထိုးအဲ့ဒီစည်းဝေးကိုတက်ရောက်နေပါတယ်။အာရှတိုက်မှာဩစာချင်းဝင်ရှာထိမ့်ညှိသွားမဲ့အမေရိကန်ဆိုးရရဲ့မူဝါဒတွေမရေမရာဖြစ်နေခြင်းမှာပဲသမ္မတအိုဘားမားရဲ့ခီးစဉ်ပြက်ခဲ့ရတာဖြစ်ပါတယ်။အမေရိကန်ရဲ့အာရှပစိဖိတ်ဒေသမူဝါဒအလားအလာတွေအကြောင်းကိုတော့ VOA သတင်းတောက် Scottsdale ကသတင်းပြပို့ထားတာကိုကောင်လင်းကဆက်ပြီးတော့တင်ပြပေးမှာပါ။ အမေရိကန်ပြည်အစုမှဘန်ဒါရေးတုံးစစ်တက်မှတ်ရေးလွတ်တော်မှာသဘောတူညီမှုမရနိုင်ရကအစိုးရရဲ့လုပ်ငန်းတချို့ရပ်ဆိုင်းထားခဲ့ရပြီးတဲ့နောက်သမရဥပမာအစာအာရှခီးစဉ်ကိုနိုင်ငံခြားရေးဝန်ကြီးကယ်ရီအစားထိုးတက်ရောက်နေတာဖြစ်ပါတယ်။ပြည်တွင်းကနိုင်ငံရေးပြဿနာကိုဦးစားပေးဖြေရှင်းဖို့လိုအပ်နေချိန်မှာသမရရဲ့ခီးစဉ်ဖြစ်ရလောက်ဖြစ်ခဲ့ရတာကတော့နစ်နာတယ်လို့လည်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ Mary Huff ကပြောခဲ့တာပါ။ While the secretary uh, will ably represent the United States at all. ဝင်းကြီးကယ်ရီအနေနဲ့အမေရိကန်ပြည်ထောင်စုကိုကူစားပြုတက်ရောက်မှာဖြစ်ပေမဲ့လည်းရှောင်မယ်ဆိုလို့ရှိရင်ရှောင်နိုင်တဲ့အစိုးရရန်ဒီယာရဆိုင်ထားရတဲ့ကိစ္စကြောင့်အမေရိကန်ကကုန်ပစ္စည်းတွေပြပကိုတိုးမြင့်တင်ပို့ပြီးအလောက်ကင်တွေဖန်တီးဖို့နဲ့ကဘာပေါ်မှာအကြီးမားဆုံးအဖြစ်နဲ့ခေါင်းထောင်ထလာနေတဲ့ဒေသမှာအမေရိကန်ရဲ့ဥဆောင်မှုနဲ့ဒီအကျိုးစီးပွားတွေအကောင်းလာအောင်လှုပ်ဖို့ဆိုတဲ့ကိစ္စတွေမှာတော့နောက်ပြန်ဆွဲစီပါတယ် အမေရိကန်ပြည်တော်စုရဲ့အာရှပစိဖိတ်ဒေသတွင်းဩဇာချင်းခွင့်ရှာညိရဲ့မူဝါဒမှာတော့စီးပွားရေးနဲ့စီးရေးကိစ္စတွေကိုအထူးအာရုံစိုက်ထားတာပါဒီလိုအမေရိကန်ရဲ့အကျိုးစီးပွားပိုင်းမှာတော့သမရရဲ့ခီးစဉ်ဖြစ်ခဲ့ရလို့လဲထိခိုက်မှုကြီးကြီးမားမားမရှိနိုင်ဘူးလို့အမေရိကန်တမ်းမှတ်ကြီးအောင်တူဖြစ်တဲ့ Atom Airy ကမြင်ပါတယ် That policy does not depend on whether သမရ Obama လေးနိုင်ငံခီးစဉ်သွားပြစ်တာမသွားပြစ်တာအပေါ်မှာဒီမူဝါဒကမူတည်နေတာမျိုးမဟုတ်ပါဘူး အမေရိကန်ဆိုရလုပ်ငန်းတွေရပ်ဆိုင်းထားရတဲ့အတွက်အင်ဒိုနီးရှားနိုင်ငံဘာလီကျွန်းကအာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု APEC ဆွေးနွေးပွဲနဲ့ဘရူနဲနိုင်ငံကအရှိတောင်အာရှနိုင်ငံများအသင်းအာဆီယံရဲ့ထိပ်သီးစီးပွားပွဲတွေကိုတက်ရောက်မဲ့အစီအစဉ်တွေကိုသမ္မတဥပမာဖျက်ခဲ့ရတာပါအမေရိကန်ရဲ့အာရှဒေသကိုပုံမူအာယုံစိုက်လာနေတဲ့မူဝါဒဟာဒေသတွင်းမှာစီးပွားရေးအင်အားကောင်းလာနေတဲ့တရုတ်နိုင်ငံရဲ့ဩဇာရှင်ဝါတွေကျယ်ပြန့်လာတာကြောင့်လို့မက်ကယ်အော့စလင်းတို့လိုအာရှရေးရာကျွမ်းကျင်သူတွေကမြင်ကြပါဗျာ it's hard to really impute any other reason for the existence of the pivot ချင်းငင်ဆောင်ကြီးရဲ့မူဝါဒပေါ်ပေါက်လာရတာဟာတရုတ်နိုင်ငံရဲ့ဩဇာအရှိန်ဟောဖြစ်နိုင်ခြေရှိတဲ့လုပ်ရက်တွေနဲ့ခေါင်းထောင်ထလာနေတဲ့ပေါ်စိုးရိမ်တာကြောင့်ဖြစ်တယ်ဆိုတာတဲ့တခြားအကြောင်းရင်းကိုရှာဖို့ဆိုတာကတော့မလွယ်ပါဘူးအဖေညီလာကမှတမရဥပမာမတက်နိုင်တဲ့အတွက်လဲကဘာမှဒုတိယစီဝိုင်းအင်အားအကြီးအမားဆုံးဖြစ်တဲ့တရုတ်နိုင်ငံအတွက်နေရာတွေပိုရခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ် ဆွေးနွေးပွဲတွေမှာတိုင်ပြီမှာပဲအရှင်အင်ဒိုနီးရှားနိုင်ငံနဲ့ဒေါ်လာ33ဘီလီယံတန်ဖိုးရှိတဲ့ကုန်သွယ်ရေးစာချုပ်တစ်ခုကိုလည်းတရုတ်သမ္မတရှီချင်းဖင်လက်မှတ်ရေးထိုးခဲ့တာပါ American Enterprise Institute ကအာရှရေးရာကျွမ်းကျင်သူ Austin ကတော့ American ဆွေးရရေးမှန်းချက်တွေဝေဝေဝါဝါဖြစ်နေချိန်တရုတ်နိုင်ငံကအသာစီးရအောင်ဖန်တီးလာနိုင်တာဟာအံ့ဩစရာတော့မဟုတ်ဘူးလို့ဆိုပါတယ် to be commended for recognizing the importance of Asia and that it is central American ရဲ့တာယာဝါပြောမှုတွေအချက်ချာကြတယ်လို့ ဒေတာရင်းနဲ့ကဘာတဝမ်းတည်ငြိမ်မှုမှာလည်းအခေယာကြတဲ့အာရှဒေတာရဲ့အရေးပါမှုအပေါ်အတိအမှတ်ပြုနားလည်တဲ့အတွက်တမရကိုတော့ချီးကျူးရမှာပါ။ဒါပေမဲ့လည်းဒီထက်ပိုပြီးလက်တွေ့မှာဘာတွေများဆက်လုပ်မှာလဲ။အမေရိကန်ကတော့တရုတ်နိုင်ငံနဲ့နယ်မြေပိုင်ဆိုင်မှုအတွက်အချင်းများနေတဲ့ဖိလစ်ပိုင်လိုနိုင်ငံမျိုးကိုအကာအကွယ်ပေးနိုင်မှုကြိုးစားတာမျိုးလည်းရှိပါတယ်။ဒါပေမဲ့လည်းဒီလိုလုပ်ရမျိုးဟာအကျိုးမရှိနိုင်ဘူးလို့တရုတ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးလီချီမင်းကတော့သတိပေးပါတယ်။因为意外国家的介入， ဒီတိုင်းကမဟုတ်တဲ့အတိုင်းပြည်ရဲ့ပါဝင်တဲ့အတွက်ဒီကိစ္စဟာပိုပြီးတော့သာရှုပ်ထွေးလာပါလိမ့်မယ်ဒီဒေသမှာအပြန်အလှန်စိတ်ချယုံကြည်မှုတွေတိုးတက်လာရေးအတွက်လည်းအကျိုးမရှိပါဘူးအမေရိကန်ကအာရှဒေသကိုဩဇာချက်တွင်အချိန်ကျလာခဲ့ရင်တော့တရုတ်နိုင်ငံဟာလက်တလုံးမှာနေရာဝင်ယူနိုင်မှုအကန့်အသတ်တွေရှိနေသေးပဲလို့သုံးသပ်သူတွေလည်းရှိပါတယ်အမေရိကန်နိုင်ငံရဲ့ဝန်ကြီးကယ်ရီကတော့ အစိုးရရန်တရားတွေရက်ဆိုင်တာဟာယာယီတာဖြစ်မယ်လို့ပြောဆိုခဲ့တာပါဒီတွေ့လဲအာရှဒေသအပေါ်ဆက်လက်အာရုံစိုက်သွားမှာဖြစ်တယ်လို့အာရှနိုင်ငံပေါင်း17နိုင်ငံနဲ့ကုန်သွယ်ရေးသဘောတူညီချက်ရရှိနိုင်ရေးအမေရိကန်ရဲ့ယူမန်ချက်တွေကိုလည်းမထိခိုက်နိုင်ဘူးလို့ပြောဆိုထားတာဖြစ်ပါတယ်ခင်ဗျာ VOA စီစဉ်တွေကို TV ရေဒီယိုနဲ့ဝက်ပေါ်မှာကြည့်ရှုနားဆင်ကြကြပါဘီအခုတခါတိုက်ရက်တွက်လက်တဲ့ mobile app မှာ VOA အစီအစဉ်တွေအားလုံးကိုရနိုင်ပါပြီနောက်ဆုံးရသတင်းတွေကိုရယူပါ ဗီဒီယိုတွေဓာတ်ပုံတွေအတန်ဖန်းယူထားတာတွေကိုသတင်းတောက်တွေနဲ့မျှဝေရင်း VOA ရဲ့အစိတ်ပိုင်းတစ်ခုအဖြစ်ကိုယ်တိုင်ပါဝင်မှာမိုဘိုင်းဖုန်းဒါမှမဟုတ်တက်ဘလက်ကွန်ပျူတာအတွက်ဖြစ်ဖြစ် iOS ဒါမှမဟုတ် Android အတွက်ဖြစ်ဖြစ် app အသစ်ကျွန်တော်တို့မှာရှိပါတယ် VOA သတင်း app ကို အခုချက်ချင်းပဲအခမဲ့ download ရယူပါခင်ဗျာအမှုပညာဆိုတာဟာလူသားတွေရဲ့တမိုင်းကြောင်းအစဉ်လာအမွေနှစ်တစ်ခုဖြစ်တဲ့အတွက်တမိုးထားထင်းသိရမယ့်အရာလို့သတ်မှတ်ကြပါတယ် ဒါပေမဲ့လည်းရာသီဥတုအပူကြီးတက်ကြများပြီးတော့တစ်နှစ်ပတ်လုံးစုထိုင်းစားပြောင်းလဲမှုတိတ်များလာတဲ့မြို့ရွာတွေမှာရှိကြတဲ့အမှုပညာပစ္စည်းလက်ရာတွေကိုထိန်းသိမ်းဖို့အတွက်ဆိုရင်တော့အဲ့ဒီရာသီဥတုအခြေအနေဟာစင်ခေါ်နေတဲ့ပြဿနာတစ်ခုဖြစ်လာနိုင်ပါတယ်။ American ပြောင်းစု Texas ပြည်နယ် Hostel မြို့မှာအမှုပညာလက်ရာတွေကိုထိန်းသိမ်းဖို့တိတ်ပတ်နီးကြလှုပ်ဆောင်နေရတဲ့ပတ်သက်ပြီးတော့ View သတင်းတော့ Great Flaggers သတင်းပြပထားတာကိုဒေါက်ခင်မျိုးသက်ကပြောပြပေးမှာပါ။ အမှုပညာရှင်ကြီးတွေရဲ့အမကန်းလျာတွေကိုခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင်တိတ်ကားပေါ်မှာစုပ်တန်တဲ့ရေးထားတဲ့အစုပ်ချက်တွေကိုပဲတွေ့ရမှာဖြစ်ပါတယ်။နှစ်ကြာလာတာနဲ့အမျှအိတ်ကွဲချောင်းလေးတွေပါပေါ်လာတတ်တာမို့မပြည့်စည်အောင်ကြိုးစားရတယ်လို့ Houston အမှုပညာပြတိုက်က Melissa Gardner ကပြောပါတယ်။ I don't think of it so much as ပတိကားရီအတွက်ဆေးပြန်တင်ပေးတဲ့အခါမူလပတိစီယာရဲ့ဆုပ်ချက်အတိုင်းဖြစ်အောင်ထိမ့်သိမ့်ပေးဖို့ပဲလုပ်ရတာပါ။ အရီကားတွေကိုထိမ့်သိမ့်တဲ့နေရာမှာအရင်ထိမ့်သိမ့်ခဲ့သူတွေတင်ထားတဲ့ဆေးတွေကိုဖျက်ပြရတာမျိုးကြုံရတယ်လို့ Houston အမှုပညာပြတဲ့ကထိမ့်သိမ့်ရေးဒါရိုက်တာ David Bumford ကပြောပါတယ် A present day restorer will အခုကျွန်တော်တို့ခေပြန်ပြီးထိမ့်သိမ့်သူတွေအနေနဲ့မူလပစ္စည်းတွေကိုထိမ့်သိမ့်ရအောင်တွေမဟုတ်ပဲနောက်လူတွေတင်သွားတတ်တဲ့ဆေးအစ်စ်တွေကိုပါပြည့်အောင်ဖျက်ပေးရတာပါ အနုပညာလက်ရာတစ်ခုအတွက်စစ်မစစ်မေခွန်ထုတ်ဆရာဖြစ်လာပြီဆိုရင်နောက်ဆုံးမနီးပညာတွေကမူလလက်ရာဟုတ်မဟုတ်ကိုစစ်ဆေးပေးနိုင်ပါတယ်စက်တမလာဇန်းတုန်းကဥရောပကနေအိမ်ထပ်ခိုးတစ်ခုမှာတွေ့ရတဲ့ဗီဂါတစ်ချက်ကိုတော့အခုတော့အမ်စတာဒန်ကဗန်ဂိုးပြတိုင်မှာပြထားနိုင်ပြီဖြစ်ပြီးဒါဟာကဘာကျော် Dutch ဗီဂျီဆရာ Vincent Van Gogh ရဲ့မုံမာဇူးကညနေစီးစားဗီဂါဖြစ်ကြောင်းနောက်ဆုံးမနီးပညာတွေနဲ့စစ်ဆေးဖော်ထုတ်နိုင်ရတာပါဒီဗီဂျီကားကို Houston အနုပညာပြတဲ့ကပိုင်ဆိုင်တဲ့ ဗန်ဂိုးရဲ့ The Rocks ပကြီကားနဲ့နှိုင်းရှင်ပြီးစစ်မစစ်ခွဲခြားပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ပြတိုင်းမှာရှိတဲ့ပကြီကားကနမူနာကိုထုတ်ယူပြီးတော့အထဲမှာပါလာတွေကိုစစ်ဆေးခဲ့တယ်လို့သူတို့ကလည်းသူတို့ပကြီကားကိုစစ်ပါတယ် ဒီလိုစစ်စင်ရမှာ rice တက်ကတော့ကပမောက်ကဒွန်ဂျွန်ဆင်အကူကြီးကိုယူခဲ့တာဖြစ်ပြီးသူကပိတ်ကားစာတစ်ခုစီမှာရက်ထားတဲ့ချင်းမြင်တွေကိုအထူးပုံရိပ်စစ်ဆေးတဲ့နည်းနဲ့စစ်ဆေးပေးပါတယ်ဒီစစ်ဆေးချက်တွေကနေပတိကားနှစ်ခုစလုံးဟာပိတ်ကားအမျိုးအစားတွေမကဘဲတုံးနဲ့ဆေးသားပါတူးနေတာတွေ့ရပါတယ်အခုလိုအမှုပညာလက်ရာတွေမပြောက်ပြက်အောင်ထိမ့်သိမ့်ရမှာသိပ္ပံနည်းပညာရက်တွေတိုးတက်လာတာကြောင့်အမှုပညာလက်ရာတွေကိုအတွင်းကြကြလေ့လာနိုင်ပြီဖြစ်တယ်လို့ထိမ့်သိမ့်တဲ့နေရာမှာလဲ ဘဲနီလန်းကိုသုံးရင်ပိုပြီးကောင်းမယ်ဆိုတာကိုပါသိလာနိုင်ပြီဖြစ်ပါတယ်။နာမည်ကျော်ပကြီးကားပေါင်း1900ကျော်နဲ့ရုပ်ထုတွေအပြင်ကနုတ်ပန်းတွေနဲ့ဒီဇိုင်းဆင်ထားတဲ့ shape တွေကအများပြားပြထားတဲ့ဒီပြလိုက်အတွက်ထိမ့်သိမ်းရေးကိုမပြတ်လုပ်ဖို့လိုအပ်ပါတယ်။တချို့အမှုပညာလက်ရာတွေကိုတော့ပြကန်းတွေမှာပြမထားဘဲရာသီဥတုဒဏ်ခံရအောင်အထူးစီမံထားတဲ့အခန်းတွေမှာတင်စီထားပါတယ်။ if these things are going to be preserved ဒီနုပညာလက်ရာတွေကိုနော်လာနောက်သားတွေအတွက်ထိန်းသိမ်းရမှာပါပြရိုက်ကြီးတွေရဲ့ထိန်းသိမ်းတက်ခွဲကန်ကျွမ်းကျင်ပညာရှင်တွေကဒါတွေကိုဆက်ပြီးတော့မပြောက်ပြေရအောင်လုပ်ရမှာဖြစ်ပါတယ်သူတို့အခုထိန်းသိမ်းပေးထားတာဟာကမ္ဘာတဝန်းကအနုပညာမြန်နိုးသူတွေအတွက်တော့အဖိုးမဖြတ်နိုင်အောင်အကျိုးရှိလာပါတယ်ခုဆက်လက်ပြီးတော့သတင်းကြေကျုပ်ကိုတင်ဆက်ပေးပါမယ်ရှင်။ ဘလူးနိုင်ငံမှာကျင်းပတဲ့23ကြိမ်မြောက်အာဆီယံထိပ်သီးဆွေးနွေးပွဲကိုတက်ရောက်မှုအတွက်သမ္မတဦးသိန်းစိန်မနေ့တုန်းကဘလူးနိုင်ငံကိုရောက်ရှိပါတယ်။ဒီအစည်းအဝေးမှာမြန်မာနိုင်ငံအနေနဲ့2014ခုနှစ်အာဆီယံအလှည့်ကျဥက္ကဋ္ဌရာထူးကိုတရားဝင်လက်ခံယူမှာဖြစ်ပါတယ်။သမ္မတဦးသိန်းစိန်ရဲ့အဖွဲ့ဟာနေပြည်တော်ကနေပြီးတော့ဘလူးနိုင်ငံဘန်ဒါဆရီဘီဂယ်ဝင်မြို့တော်ကိုမနေ့ကညနေပိုင်းကရောက်ရှိသွားတာပါ။မြန်မာနိုင်ငံအနေနဲ့ဒီအာဆီယံအဖွဲ့ဝင်ဖြစ်လာပြီးတော့16နှစ်ကြာတော့မှအလှည့်ကျဥက္ကဋ္ဌရာထူးကိုပထမဆုံးအကြိမ်ဖြစ်နေလက်ခံရယူတာဖြစ်ပါတယ်။ကျောဝချမ်းသာပြီးတော့ညဉ့်ညံ့တဲ့အတိုက်ဝန်းစီကိုတူညီတက်လှမ်းဖို့ဆိုတဲ့စောင်းပုတ်ကို ဒီအလှည့်ကျောက်ထအတောင်ယူမဲ့မြန်မာနိုင်ငံကစော်ဖို့ဖြစ်နေဆွဲကင်ထားပါတယ် အင်ဒိုနီးရှားနိုင်ငံမှာကျင်းပတဲ့အာရှပစိဖိတ်နိုင်ငံတွေရဲ့အပတ်စည်းဝေးဟာမနေ့တုန်းကပြီးဆုံးသွားပြီဖြစ်ပါတယ်။ဒေတာရဲနိုင်ငံတွေကြားစီးပွားရေးပူးပေါင်းဆောင်ရွက်မှုကိုခုထက်ပိုပြီးတော့ပူးတွဲလှုပ်ဆောင်မှာဖြစ်တဲ့အကြောင်းစည်းဝေးကိုတက်ရောက်လာကြတဲ့ခေါင်းဆောင်တွေကခရီးပေးလိုက်ကြပါတယ်။ရိုင်းနဲ့နေတဲ့ကမ္ဘာစည်းပွားရေးပြန်ပြီးတော့နလန်ထူလာစေဖို့အတွက်အခုလိုမျိုးအာရှပစိဖိတ်ဒေတာရဲစည်းပွားရေးပူးပေါင်းဆောင်ရွက်မှုတွေကအထောက်အကူပြုနိုင်လိမ့်မယ်လို့အစည်းအဝေးပြီးထုတ်ပြန်တဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။ အင်ဒိုနီးရှားနိုင်ငံဘာလီအပန်းဖြေစခန်းမှာနှစ်ရက်တာကျင်းပခဲ့တဲ့ထိပ်သီးအစည်းအဝေးဟာအောင်မြင်မှုရှိခဲ့ကြောင်းအင်ဒိုနီးရှားသမ္မတဆူစီလိုဘန်ဘန်ဂျိုဟိုယွန်နိုကပြောဆိုလိုက်ပါတယ်။အမေရိကန်ဆိုးရရဲ့လုပ်ငန်းဆောင်တာတွေဒစိမ့်တိုင်းအဖြစ်ရပ်ဆိုင်းနေပြီးတော့ဆိုးရဘန်နာရေးအရာဆက်လက်လဲပတ်ဖို့အတွက်ချင်းငွေတိုင်းတာဆက်ပြီးတော့တိုးမြင့်ရေးကိစ္စမှာ Republican တွေဘက်ကချိန်ချောက်မှုတွေရှိနေပေမဲ့သူ့ဘက်ကစိစက်ညှိနှိုင်းမှာမဟုတ်ဘူးဆိုပြီးတော့သမ္မတ Obama ကပြောဆိုပါတယ်။ဖီမာလို့ခေါ်တဲ့ဘူဆွေရရေးပေါ်စီမံရေးဌာနအရာရှိတွေနဲ့ဝါရှင်တန်မြို့တော်မှာမနေ့ကတွေ့ဆုံတဲ့အချိန် သမ္မတဥပမာကသူ့ရဲ့သဘောထားကိုပြောဆိုသွားတာပါ။အရေးပေါ်စီမံရေးဌာနဟာဒီအစုအလုပ်ငန်းတွေရပ်ဆိုင်းထားတဲ့အတွက်ဝန်ထမ်းတော်များများကိုအလုပ်ကနေပြီးတော့ယာယီရပ်ဆိုင်းထားရတဲ့ဌာနတစ်ခုဖြစ်ပါတယ်။သမ္မတဥပမာကဒီသူနဲ့ Republican တွေကြားတွစ်ဆုံပြီးတော့ကျေပြန့်တဲ့ဗန်ဒိုင်းဆိုင်ရာကိစ္စရပ်တွေကိုဆွေးနွေးနိုင်တဲ့အကြောင်းဒါမဲ့လေအစိုးရအုံစိတ်ကိုဘာတတ်မှတ်ချက်ဘောင်းနှောင်ကျိုးမှမပါတဲ့အတီးပြုတ်ချက်ကိုလွှတ်တော်ကနေပြီးတော့အတီးပြုတ်ပြီးမှသာဆွေးနွေးနိုင်မယ်လို့ဆိုပါရခင်ဗျာ ဗီအိုအေ TV သတင်းတော်အစီအစဉ်ကိုကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ဒီအစီအစဉ်ကိုနောက်တစ်နေ့မနက်အစီအစဉ်အသစ်မပြောင်းခင်ရှိကျင်းကျင်းထပ်မံထုတ်လွှင့်ပေးနေပါတယ်ရှင်လန်းချမ်းမြေ့ကြပါလိမ့်ရှင်ရှင်လန်းချမ်းမြေ့ကြပါလိမ့်ရှင်